ထိုင်းနိုင်ငံမှာအစိုးရဒီလမ်းပြင်နဲ့လမ်းပြင်နဲ့ကိစ္စရောအဲ့မှာကီလိုမီတာတရားဘယ်လောက်လဲအဲ့မှာအနတန်တန်တရားပေါ့ပြင်ကပေးလိုက်တာပေးလိုက်ပြီအဲ့ပြင်လေးကလည်းလမ်းဝါထွက်သူတို့ဘာဘာပတ်စံမှာကောက်စရာအကြောင်းရှိဘူးထိုင်းနိုင်ငံတောင်ပိုင်းကနေမြောက်ပိုင်းဖိုကတ်ကနေခို့၁၈ခုနှစ်ကျွန်တော်တော့ဟုတ်တယ်ဟိုမှာဘန်ကောက်မြို့လယ်ကောင်ကအစ်ရက်ဝေးတွေပေါ့ဟုတ်အပေါ်မှာတဲထားတဲ့လမ်းနေအဲ့လမ်းနေကိုဝင်လို့ရှိရင်တော့၄ဘင်းကိုပတ်၄၀၆ဘင်းကိုပတ်၆၀နောက်ဘင်းပါတဲ့ကောင်ပတ်၂၀ အဲ့ဒါပဲကောင်းကြာတဲ့မြို့ဝင် gate က municipal ကျေးလို့ပါတော့ဆာဘာမှမရှိဘူးအခုပြောကြတာကျွန်တော်နိုင်ငံရဲ့စီမံကိန်းတွေပေါ့စီမံကိန်းတွေအလုပ်တွေကျွန်တော်တို့မလုပ်နိုင်တဲ့အလုပ်တွေကျွန်တော်တိုင်းရင်းသားတွေမလုပ်နိုင်တဲ့အလုပ်တွေကိုသူများကိုပေးလို့တိုင်းရင်းသားတွေလုပ်နိုင်တဲ့အလုပ်တွေကိုလေ ူမြောက်ပေးမလို့တယ်ဥမာရွှေတူးလာတော့ဘာလို့အတန်ဆာရတူးလာလွယ်လွယ်ကူတူးလာနေဘူးသူတပားနိုင်ငံကိုပေးမလို့တင်းတဲ့အချင်းတူးတယောက်ကိုအကုန်လုံးဗနဲ့ဧကပေါ့အခုမပေးသိဘူးကျွန်တော်တို့တိုင်းနာတူးတယောက်အချင်းချင်းကိုအသေးစားလေးတွေလူတိုင်းလုံလို့ရောက်အဲ့အခွင့်အရေးပေးတယ်သူတို့ကသူအသေးစားလို့မနိုင်တော့ဘူးဆိုမှဆိုရင်အဲ့တူးတယောက်ချင်းစီရနေအချင်းချင်းပေါင်းပြီးတော့ပေါ့ဖွဲ့ဖွဲ့ပြီးတော့ဥပမာကော်မတီတစ်ခုဖွဲ့ပြီးတော့ဒီမြေကြီးတွေတူးမယ်ပေါ့အောက်ထိတူးဖို့ဆိုသူတို့အချင်းချင်းအချိုးကြခံပြီးတော့အဲ့လို လုပ်တင်တယ်ကုမ္ပဏီတစ်ခုတစ်ခုလည်းအကုန်ပေးလိုက်ကြံတဲ့လူဘယ်သူမှမကတ်နဲ့ဆိုကျွန်တော်တို့တိုင်သားလူမျိုးတွေရဲ့အလုံးဝိုင်းဝန်းကာဝယ်ထားတဲ့စီးစိမ်ဥစ္စာတွေအဲ့ဒီစုတစ်ဖွဲ့တွေကအဲ့အာနာအာနာရှင်နဲ့အာနာရတဲ့ဥပမာတမရထားပါတော့တမရရဲ့အဆွေမျိုးတွေလက်ထက်ကိုအဲ့လိုထိုးပေးခဲ့ရောကဲဘာလို့ပြောတရားလားအဲ့လိုမျိုးဖြစ်တဲ့လားအဲ့အာနာရလာတဲ့လူရဲ့နှီးစက်ရနှီးစက်ကြောင်းနေဘူးနိုင်ငံတော်ရဲ့ပိုင်ဆိုင်မှုမှန်သမျှထိုးပြီးအကုန်လုံးပေးတဲ့ကဲဟော အဲအဲ့ကုန်ကဒီလောက်ပိုင်းငွေစပေးခဲ့နော်အဲ့တော့တရားလားအများကြီးပဲတော့ကျွန်တော်စိတ်ထဲမှာမတရားဘူးထင်တဲ့ဟာလေအဲ့မှာလမ်းပေါ်မှာဘိန်းပေါ်ကောင်းတယ်ကိစ္စအမှားအစိုးရကျွန်တော်ပြောခဲ့ပြီးပြီအရင်ကအရင်ဗီဒီယိုတွေမှာအစိုးရကထိုင်းနိုင်ငံမှာအစိုးရဒီလမ်းပြင်တဲ့လမ်းပြင်တဲ့ကိစ္စရောအဲ့မှာကီလိုမီတာတရားဘယ်လောက်လဲအဲ့မှာအနတန်တန်တရားပေါ့ပြင်ကပေးလိုက်တာပေးလိုက်ပြီအဲ့ပြင်ကြီးကလည်းလမ်းပေါ်ထွက်သူတို့ဘာဘာပတ်စံမှာ ောက်စရာအကြောင်းရှိဘူး။ထိုင်းနိုင်ငံတောင်ပိုင်းကနေမြောက်ပိုင်းဖိုကတ်ကနေခို18ခုနိကျန်တော့သွားဦးတယ်။ဥပမာဘန်ကောက်မြို့လေကောင်က extra way တွေပေါ့။ဟုတ်အပေါ်မှာတည်ထားတဲ့လမ်းနေ။အဲ့လမ်းနေကိုဝင်လို့ရှိရင်တော့၄ဘိန်းကိုဘတ်40 6ဘိန်းကိုဘတ်60ဟမ်ငါဘိန်းပါတယ်ကောင်ဘိုင်း30အဲ့ဒါပဲကောင်ကျန်တဲ့မြို့ဝင် gate က municipal ခြေလို့ပါတော့ဆာဘာမှမရှိဘူးဘာမှမရှိတော့သူတို့နိုင်ငံရဲ့ကုန်ပစ္စည်းတွေဈေးမတက်ဘူးကျွန်တော်နိုင်ငံမှာအဲ့ပါလမ်းမှာကောက်ထားတယ် ဟာကြာဟိုမြို့ဝင်ကြီးရောပေါင်းရှောက်ောက်လာကုန်ပစ္စည်းတခုကရန်ကုန်နဲ့မန္တလေးတက်လာရအဲအဲအဲမှာဈေးကြီးပါအောင်ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေကုန်ပစ္စည်းတွေအဲမှာဈေးကြီးကြီးပေးစားနေရတာဒီကောင်နေကြအောင်နော်ဒီစနစ်ကြအောင်နော်အဲ့တော့ကျွန်တော်နိုင်ငံရှိသမျှကားတွေစိုင်းကယ်တွေဘာတွေလိုင်စင်မပေးလဲမောင်းနေကြတာပဲလေမောင်းနေကြတာပဲရဲပြီးတယ်အဲ့ပါစားဘာလို့စီရောက်လဲအစိုးရစီမရောက်ဘူးအဲ့အဲ့မှာလာမဘွားဟောတော့ပြီးကြတယ်တခြားတောင်းလိုက်ကောင်စီရောက်ပါတယ်အဲ့တော့တရားဝင်ဖြစ်အောင်အကုန်လုံးအကုန်လုံးလိုင်စင်ထုတ်ပြီးထုတ်ပြီးတာနာကြီးအကုန်ကောက် အခွန်ကောက်ဖို့အခွန်ကောက်ဖို့မတော့နဲ့ကျွန်တော်နိုင်ငံအခွန်ကောက်တယ်နည်းသေးတယ်အများကြီးနဲ့အခွန်ကောက်ပြီးတော့ပြည်သူလူလူလူတယ်လုပ်ပေးတာသူများနိုင်ငံမှာမလုပ်ပေးတာညာလုပ်ပေးရှောက်ပြောသူများနိုင်ငံအစိုးရတွေအခွန်ကောက်နေတာအ20ရာခိုင်နှုန်း30ရာခိုင်နှုန်းနှုတ်နိုးပြီးမှဆို40ရာခိုင်နှုန်းကောက်တယ်ကဲလူတယောက်ရဲ့ဝင်ငွေတွေရတယ်အမေရိကန်ပြည်တော်စုမှာ15တပတ်ပတ်စံရှင်းနေရှင်းတဲ့အချိန်တိုင်းအခွန်ကောက်တယ်အခွန်ဖြတ်ပြီးတော့မကူရတယ်ဂျာမနီမှာလည်းဒီလိုပဲကျွန်တော်နိုင်ငံမှာအဲ့လိုလုပ်တော့ကဲနောက်အခွန်ကောက်အခွန်ကောက်မှာကြောက်နေတယ်အစိုးရအဲ့ ဆိုင်ကယ်တွေကားတွေအကောင်လုံးကကောက်ထားတဲ့အခွန်တွေကျွန်တော်တို့ကအများကြီးရှိတယ်ဆိုဒီလမ်းပြင်ဈေးကိုအဲ့ရိုးတရားမှလုံးတယ်လို့မင်းဘာနာမအဲ့မှာပြန်ပြောစမ်မိုင်းအောင်တဲတော့တိုင်းတစ်ထောင်ပြစ်ပြီးလိုက်ပြစ်ပြီးမင်းဖယ်လိုက်တော့တဲဆိုရောသူ့ဘက်သူ6ရောင်တန်တန်သွားပါလေနှောက်ရမ်းရှိဘယ်နေရာမှာဘယ်နေရာမှာရက်ဆရာမလို့ပဲဘသူ့ဘုံမှာလဲဂျားတွေကနေအမြတ်မပေးနဲ့ပြီးသူလူတွေကပေးသည်များငွေအားလုံးကအစိုးရကရောက်အစိုးရကရောက်တဲ့ငွေအားလုံးကပြည်သူလူလူကို ပြန်ပြည်သူလူထုတက်ပြန်ပြီးလုတ်ပေးမယ်ဆိုရင်ကျွန်တော်တို့ကုန်ပစ္စည်းတွေဈေးတက်စရာမရှိဘူးကျွန်တော်တို့ပြည်သူလူထုတွေလည်းချမ်းသာတာဖြစ်လာအခုကလုံလီးကြိုင်ကြီးပြမှားနေတယ်မှားနေတယ်လွဲနေတယ်အဲပြောဒီပြော municipal municipal နော် municipal ကြီးကောက်ကျွန်တော်နိုင်ငံ municipal spec ကြီးကအရက်နေနေတယ်အရက်နေနေတယ်ဟုတ်လားဒီမှာ6လတစ်ချိန်မှာ2000လဲသူများရေကောက်တယ်ကျွန်တော်ရေကောက်တာ1000ခွင်အဲ့ဒါတော့အရက်နေတယ်ဟိုမှာ pocket မှာကောက်တာဘတ်900မြန်မာငွေနဲ့ဆိုရင်900လောက်ရှိတယ် တလောက်ခုနှစ်သောင်းလောက်ရှိတယ်တလောက်လတိုင်းရှင်းအိမ်ရှိမှာစိုင်လေးရှိလို့ရှင်နှစ်ဆဘတ်တောက်ဆိုရင်မြန်မာဝင်တဲ့တသိန်းခွဲလောက်ရှိတယ်ဘတ်တောက်ဟမ်အသိန်းနဲ့၃သောင်းကျော်ရှိတယ်ဘတ်တောက်ကဲလတိုင်းလတိုင်းမရအဲ့လိုမျိုးအခွန်ကောက်ခွန်ကောက်ပြီးဒီမှာလမ်းမှာကျွန်တော်တို့ပြည်သူလူထုနဲ့ပြဿနာတက်စရာအကောင်လေအဲ့အဲ့ထိတ်ကအဲ့မှာလမ်းကြီးကောက်နေတဲ့ကောင်လေးရဲ့အဲ့မှာခိတ်ကွာမှာမြို့ဝင်သွားမှာဘိန်းကွန်ကြီးကောက်နေကောင်လေးကြီးလိုက် သူတို့ကကျွန်တော်နဲ့အစိုးရကြားထဲမှာအမျက်တစ်ခုရလို့သူတို့အဲ့မှာထိုင်ရအဲ့အမျက်ကိုသူတို့ဘိမ်းမဲ့စားကျွန်တော်တို့အစိုးရမယူလို့ယူလို့မရဘူးဒါမှမဟုတ်ပြည်သူလူထုပဲတတ်တာဝင်ပေးလိုက်ရင်မရဘူးလားဘာဖြစ်လို့ဒီဂျားခံတွေကိုပေးစားနေအဲ့ဂျားခံကောင်တွေကိုကျွန်တော်ကြည့်လိုက်တယ်ဘယ်လိုဖြစ်နေသလားဘယ်လိုဖြစ်လဲကလားနေဖြစ်နေတယ်ကြည့်လိုက်အဲ့မှာဘယ်နည်းဆွဲပြီး license ဆွဲပြီးလေးလံဆွဲပြီးဆိုတော့ဘယ်သူလဲဒီကောင်ကလားနေပဲရတယ်ဘယ်လိုနည်းနဲ့ရတယ်ဟိုမှာထိုင်မှာလေးလံဆွဲတယ်လေကျွန်တော်ပြောပြီးရှေ့ရဖိုင်တယ်မှာငါးလေးလံဆွဲတာ ။နောက်စဖမလားစဖမလားမဗမာလိုဖမ်လားလို့ခေါ်တယ်။အဲ့ဗျငါးလေးလောက်ဆွဲလာလား၁၀ရောက်ဆွဲလာလား၁၀ရောက်လား။ရေးအခုချက်ချင်းရော့အင်းရော့အင်းမဲ့လေးလမ်းပိုင်းရှင်စီပေးတာ။ပြီးလေးလမ်းပိုင်းရှင်ကကျင်ညာအားဒီမှာသူရတယ်ပေါ့ဘလောက်ဈေးနှုန်းဘလောက်နဲ့ရသွားတယ်ဆိုဒီနေ့လူတွေအားလုံးရှင်းပါလေးလံဆွဲတဲ့လူတွေအားလုံးရှင်းပါဒီလိုကျင်ညာကြီးပေးလိုက်ရနိုင်ရတယ်လို့ကျွန်တော်စီမှာကျွန်တော်မျိုးတွေမှာဒီမှာ municipal မှာအဲ့အဲ့လိုလေးလံတွေပေးတာဘလို့နီးနေပေးတာ ရောက်တာကလားလေးဒီပဲရောက်တယ်လားလေးလားလေးလားပေ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 းထားခဲ့မင်းစားကြီးနဲ့ပေးထားခဲ့ပေးထားခဲ့ဆိုပြီးသူတို့ပေးခြင်းနဲ့လူပေးချလိုက်တာဒါပေမဲ့ကျွန်တော်မြင်နေရအဲ့လေးလားနေရာမှာကလားလေးကြီးပဲမြင်နေရမျက်လုံးတော့မှမဲမဲလေးကြီးပဲအနေရတကားကျွန်တော်နိုင်ငံသားတွေတိုင်းရင်းသားတွေလုံနိုင်တဲ့ဟာတွေနိုင်ငံသားအောင်နိုင်ငံသားသားတို့တူတယောက်တော့ကုမ္ပဏီအဖွဲ့အစည်းတစ်ခုလိုပေးပြမယ်စာဒီမှာအစိုးရအပင်မှန်ခံပြီးတူတယောက်ချင်းစီကျွန်တော်တို့တိုင်းရင်းသားတွေကိုလုံပိုင်ခွင့်ပေးပြီးအဲ့ရနေပြီတော့ လက်မှတ်တွေပါဖြစ်ဖြစ်ရောင်းပြီးတော့ပေါ့နော်။နီးမျိုးစုံနဲ့အခွန်ကောက်ပေါ့ဗျာ။ပြင်းမနေနဲ့ပေါ့အကြံထုတ်ပေါ့။နိုင်ငံအုပ်ချုပ်လာမယ်။တာမန်လူထဲတော့အကြံထုတ်ရမယ်။တာမန်လူထဲတော့ပင်မခါရမယ်။ခင်ဗျားတို့အဲ့လိုအကြံညံရှိဘူး။အပြင်မခါနိုင်ဘူးဆိုရင်လေရွေးကောက်ဝဲမဝင်နဲ့လေ။ရွေးကောက်ဝဲမဝင်နဲ့။သူများအုပ်ချုပ်ဖို့မစင်းသားနဲ့။လောက်လေစူးစမ်းပြောက်ကောက်လေဘလို့နီးတဲ့ကောက်လေစင်းသားလေ။ပြဿနာဖြေရှင်းလေ။ပြဿနာမှမဖြေရှင်းမြင်လေ။မလုပ်နဲ့နိုင်ငံကောင်းတော့မလုပ်နဲ့။ဝင်းမပြိုင်နဲ့။ဟဲ့တော့ကျွန်တော်တို့ကမှ အဲ့လိုပါတယံဇာတ်တွေရှိပြီဟုတ်ပြီကျွန်တော်တို့မလောက်နိုင်တဲ့တယံဇာတ်ဒါမှမဟုတ်ပင်လေတဲ့ဟာမျိုးဟုတ်လားကြီးကြီးတွေကျွန်တော်တိုင်းလိုက်မလောက်နိုင်ဘူးအစိုးရအလုပ်ပဲအစိုးရကဲတယံဇာတ်အိုင်းပြီနဲ့ပေါင်းပြီးလုပ်ပြီလားသူတို့ကတက်ထုတ်လိုက်တယ်ဒေါ်လာဘလောက်ဘီလီယံပေါ့ကျွန်တော်တို့အစိုးရတွေကအဲ့ဒီ project ကြီးဘလောက်ကုန်မယ်ဆိုပြီးတွက်နိုင်တယ်တွက်နိုင်တဲ့အရေးချင်းရှိရလို့ရှိလားကျွန်တော်တို့အစိုးရတယ်မှာ ရှိလို့ရှင်တွေ့သူများတွေ့ပြီးသားဟောမှာဒေါ်လာဒေါ်လာ1ဘီလီယံလောက်ကြာမယ်ဟောဒေါ်လာ4ဘီလီယံကြာမယ်ဆိုပြီးဆွဲတွက်လိုက်ဟာဆွဲတက်လိုက်တော့မြန်မာကလည်းတွေ့မြန်မာကလည်း90ရာခိုင်နှုန်းနှုန်းပါကျင်လာဟောပါကျင်ပါကျင်90ရာခိုင်နှုန်းဆိုပြီး1ဘီလီယံကြာတယ်ပေါ့ပေးပေါ့တော့တကယ်တမ်းအဲ့ဒီ project ကကြာတာ1ဘီလီယံနဲ့ကြာသူက4ဘီလီယံဆိုပြီးတွက်ချလိုက်တွက်ချလိုက်မြန်မာအစိုးရ ဆန်နေနှစ်ပြီးပြန်ဆိုပြီးတောင်းချလိုက်ကဲတောင်းချတော့သူတို့အဲ့ထဲကတပြားမဆိုင်ဆောင်လို့မြန်မာမြန်မာအမည်ပေါ်မှာမြန်မာနိုင်ငံကပေးတဲ့ရင်းနှီးမြှောက်နှံမှုနဲ့ပဲသူတို့ကလှုပ်ရောသူတို့ကတဝက်စားသွားတယ်ကျွန်တော်ပြောတာမဟုတ်ဘူးလားအေးအဲ့ဒါမှမဟုတ်ဘူးဟာသူတို့က၄ဘီလီယံဆိုပြီးတော့ချလိုက်တယ်ဟာမြန်မာကတော့ဟင်ငါမထည့်နိုင်ဘူးကမရှိဘူး၄ဘီလီယံထည့်တယ်၄ဘီလီယံနဲ့ဒေါ်လာ၄ဘီလီယံလည်းမရှိဘူးကအေးမရှိဘူးဆိုလို့ရင်မြန်မာအစိုးရအဲ့ ပရောဂျက်ကနေ၁၀ရာခိုင်နှုန်းယူပေါ့ဟမ်၂၀ရာခိုင်နှုန်းယူပေါ့ဖြစ်တင်သလားအဲ့ဒါအောင်ကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့မြန်မာတွေငတုံးငအားတွေခင်ဗျားတို့ငတုံးငအားတွေဆိုရင်လေအဲ့အစိုးရလို့ခုရွေးကောက်ဘာမဝင်နဲ့အလူလူကလည်းဒီကောင်ကငတုံးအားဟုတ်လားမဟုတ်လားဆိုတော့ကြည်ကိုတိတိုင်းမဲမပေးနဲ့ဒီကောင်ငါသိတယ်ဆိုပြီးမဲမပေးနဲ့အဲ့တော့ကိုထိတ်ရအောင်မယ်အထိတ်ရအောင်ပေါက်ခဲ့ရဖြစ်ပုံအဲ့တော့နောက်ဆယ်တွေစောက်တာအဲ့မှာဆယ်စောက်တာ တောက်တဲ့နဲ့လေဒါကဘာလုံးစောင့်နေရမယ်ဟုတ်တယ်မလားတဘာဝပတ်ဝန်းကျင်ထိကြိုက်တာဘာညာကွိကွားတွေသူများတော့ရှောက်ပြသူတို့ဟိုမှာနျူကလ িয়ার ဘုံးတွေခွဲတယ်ဟုတ်တယ်မလားစက်တပ်ဖောက်ခွဲတယ်ကဘာကြီးရဲ့အမှုကြီးနေတယ်တလုံးခွဲတိုင်းတလုံးအမှုကြီးတက်တာပြီးရေခဲတောင်တွေပြိုတယ်ပင်ပင်လည်းရင်းရင်းနဲ့မြင့်တက်လာတယ်လေလူပြည့်လေလူအမှုကြီးကြီးနေတုံးလာတယ်ဒီဘုံးတွေစက်တပ်တိုင်းတုံးပါပဲဒီမှာ သူကြောက်ပြီးသူတွေ့နေသူများစီမှာတူးပြီသူတို့နိုင်ငံမှာသူတို့ကုန်သွားပြီဆိုတော့မှသူများနိုင်ငံအောင်မတူးဘူးအဲပြောတာပေါ့တဘာပေါ့ညထိခိုက်တယ်ဆိုပြီးပြောတာရေခါလာလေအကုန်ဆောက်လာမယ်ဟိုတရုတ်ပြည်မှာလည်းဆောက်လာမယ်ဆောက်ကျောင်းနိုင်ငံမှာအောင်ဆောက်တယ်မှာဆောက်ဒါပေမဲ့သူများကိုပေးဆောက်ရင်အဲ့ပါဥပမာတရုတ်ပြည်လာဆောက်တယ်ထားပါဗျာဥပမာမြေဆုံမှာဘယ်လိုစာကြောက်လဲတော့ကျွန်တော်မသိဘူးပြောပြလာဆောက်လေကျွန်တော်တို့ကအဲ့ဒီစီမံကိန်းတော့ပတ်စံမထည့်နိုင်ဘူးမထည့်နိုင်တဲ့ကျွန်တော်တို့ဆယ်ရာခိုင်နှုန်းပဲပေးမယ်20ရာခိုင်နှုန်းယူမယ်ဆိုဒါဖြစ်တယ်လား ျွန်တော်တို့ဖြစ်တင်တာဒီစီမံကိန်းမြင်ပါမင်းလှုပ်ချင်လို့မလှုပ်ချင်နေဒီစီမံကိန်းကိုဒီလိုလိုလောက်ရင်အဲ့စီမံကိန်းရဲ့ကုန်ကျစရိတ်ကိုမင်းတို့အကုန်ခံငါတို့ကငါတို့ပစ္စည်းကနေငါတို့မြေငါတို့ပိုင်တဲ့ခံနေအဲ့တော့ကိုတဝက်ပြရမယ်မင်းတဝက်ငါတဝက်အနည်းဆုံးတဝက်ယူပါမယ်တပြားမှမထည့်နဲ့တဝက်ယူပါမယ်အနည်းဆုံးတပြားမှမထည့်ရင်မင်းတို့မြန်မာတွေတပြားမှမထည့်ဘူးလားတပြားမှမထည့်ရင်တော့ဆရာကိုင်းလုံးမယူဆိုပြီးလာမလုံးနဲ့အနည်းဆုံးတက်ဝက်ယူရမယ်ကျွန်တော်တို့ဘိုးဘေးပြည်ပြည်နဲ့အသက်တွေချွေးသွေးတွေချွေးနေ ရင်းပြီးတော့ကာကွယ်ထားတဲ့ဒီမြေကြီးရေဟုတ်တော့ဘသူ့ဘုံမှာဘသူ့ဘုံမှာအလဟတ်တ်ပေးလွှတ်လိုက်ကြအကြောင်းရှိဘူးအဲ့တော့အဲ့အဲ့ဆယ်တွေစောက်တာဆယ်တွေစောက်တာကျွန်တော်တို့တတ်ပြစ်နိုင်တယ်အဲ့လိုမြစ်စုံဒီကတာဆယ်အမြင့်ကြီးပြကျွန်တော်နိုင်ငံသားတွေကိုတတ်ပြစ်နိုင်တယ်ထိန်းချုပ်လို့ရတယ်အဲ့လိုဆယ်ကြီးမျိုးတွေစောက်တဲ့အချိန်မှာဖြစ်နိုင်နိုင်ငံသားကုမ္ပဏီတွေလုံးဝပြင်းစောက်ပါဘူးကျွန်တော်တို့တိုင်းသားတွေကိုယ်တိုင်စောက်အောင်ဘာကြောင့်လဲဒီကအဲ့ထဲမှာဗျဥပမာ မျက်စုံဆဲကြီးမျက်စုံဆဲကြီးတဲ့ဘုံကြီးမြုပ်ထားမယ်ကဲ remote control ကင်ထားမယ်ဟမ်ကျွန်တော်နိုင်ကိုဒုက္ခပေးခြင်းတဲ့အချိန်ပေးလို့ရတယ်ဂျိန်းလို့ပြီးပြီရှည်ရင်လည်းကျွန်တော်ကျွန်တော်ဒုက္ခရောက်တာအများအဲ့လိုဆဲကြီးပဲကျွန်တော်နိုင်ငံအကုန်လုံးမှာသူတို့အကုန်လုံးပတ်ဆောက်ထားလဲဆိုရင်ကျွန်တော်တို့နှဖာကျိုးဖိုးရသလိုနဲ့အတူတူပဲကုတ်ကိုကင်ထားတယ်အတူတူပဲသူတို့စာနာတိုင်းကျွန်တော်ကလိုက်လုံးရမယ်မလုပ်ဘူးလားမလုပ်ရင်တွေ့လိုက်မယ်နော်ဂျိန်းလို့ပြတ်သွားမယ်အော်အဲ့ရေကာတာလေးအားလုံး အားလုံးပါကျွန်တော်တို့တိုင်းရင်းသားတွေအင်ဂျင်နီယာတွေကျွန်တော်တို့ကိုယ်တိုင်ဆောင်မယ်သူကြည့်နေရမယ်တော့နောက်ရေခါတာအကြောင်းပြပြီးကျွန်တော်တို့စီအဲ့မှာမြေချောင်းလေးမှာကျွန်တော်တို့မြေချောင်းလေးမှာရွှေတွေရှိတယ်ဘုံအရွှေတွေတူရွှေမြေတွေကိုတူပြီးသူတို့နိုင်ငံပိုင်သွားရတယ်ကျွန်တော်ကြားတာကားကြီးနဲ့ပိုင်သွားရတယ်မြေတွေဆိုတော့တတ်ထုပါတဲ့မြေတွေပေါ့တတ်ထုပေါင်းလုံးပါမယ်ကွာကျွန်တော်တို့နိုင်ငံထဲမှာရွှေချင်းမြေရွှေနဲ့ရော်ပြီးဒီဝင်တန်ဖိုးရှိတဲ့တတ်ထုလည်းရှိတယ်ကျွန်တော်တို့နိုင်ငံသားတွေငတုံးနေကျွန်တော်ကိုယ်တိုင်လည်းငတုံးကျွန်တော်တို့ကလည်းနည်းနည်းပဲရှိသေးတယ်သူတို့ကကျွန်တော်တို့ကိုလေတယ် နော်ကျွန်တော်စီကတန်ဖိုးရှိတာကိုယူပါနောက်ကျွန်တော်တို့တန်ဖိုးရှိတာသိလဲသိရောကျွန်တော်စီမှာဘာမှမရှိတော့အဲ့ဒီကိစ္စတွေလဲအစိုးရအဖြစ်နဲ့တက်ပြီးရွေးချယ်တင်မြှောက်ခံမဲ့လူတွေကသိဖို့လိုတယ်နော်ကိုကိုကိုအရေးချင်းမရှိဘူးထင်မလုံနိုင်ဘူးထင်ဘေးရှောင်နေအရေးချင်းရှိတဲ့လူတက်လိုက်မယ်မဲပေးတဲ့လူတွေကိုတိတိုင်းပဲမဲပေးနေဒီကောင်ဘာကောင်လဲဟာလာနေရကမှာနေရကမော်တော်မော်တော်ကိုမီတာစုအလုတ်တောင်မှာကိုမလို့ဘူးတာသမီနဲ့မိန်းမနဲ့ လောက်ဆောင်အချောင်းအိမ်မှာသွားစားတယ်ပုံမှန်ရိုက်ရွေးရအောင်ရာရေးအောင်ဖုံးချောင်းသွားကတ်တော့တယ်တောက်ပြီးလူသိများတယ်ခုနားလဲသူ့မျက်နှာဒီနားလဲသူ့မျက်နှာသူ့လူတကာသိတယ်အဲ့ကောင်လေးကရွေးချက်ရွေးကောက်ခံဝင်ခံလိုက်လို့လူကြီးဖြစ်လာရင်ခင်ဗျားတို့တော့ဘာလို့ပြင်မထင်လဲဘာလို့ပြင်နိုင်မထင်လဲအဲ့ဒါကြီးခင်ဗျားတို့စဉ်းစားမဲပြီးတဲ့လူတွေ